ကျွန်တော်ကမင်းသမီးခန်းထဲမှာသွားနေပါတယ်လို့ဖင်းကန်လေကွာဟဲ့အောင်မင်းရိုက်ရုပ်ရှင်ရိုက်ခွဲမှာမင်းသားနဲ့မင်းသမီးအခန်းပေးဘယ်သူအခန်းကပို့ပြီးတော့ကြီးတယ်မင်းသမီးခန်းကပို့ကြီးတယ်စောက်ကြောင်းမရှိဘူးအဲ့ဒါငါအခန်းကွာဟဲ့အောင်ဟိုကလေကျွန်တော်ဒီနေ့မှာ driver ပြေးပြီးရတယ်ကျွန်တော်ဒီနေ့မှာတချို့နေရာတချို့ခိဆိုင်မှာတော်တော်သဘောထားတူပါတယ်ပြေးပြီးရတော်တော်ပြောနေတယ်ပူဆန်းကံပြေးပြေးပြောကတော့တော့နောက်နောက်ကြည့်အချင်းချင်းအခက်မတင်ရကနေပြီးလွမ်းပိုင်ရဲ့နောက်ကျောင်းတွေကိုဖောက်ကောင်လွတ်လိုက်တဲ့ဒရိုက်တာပြီဟိန်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာ အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ online ပေါ်မှာလူပြောများနေပြီးမျှဝေမှုရပြန့်နှံ့နေတဲ့ data ပြည်ဟင်းနဲ့ တရုတ်ဆောင်အစိုးရလွှမ်းပိုင်တို့ရဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရုပ်ရှင်တရုတ်ဆောင်အစိုးရစတရီမာလွှမ်းပိုင်ဟာတဖြည်းဖြည်းနာမည်ရလာတာနဲ့အတူသူရဲ့အရှုပ်တော်ပုံဇာတ်လမ်းတွေကလည်းပရိသတ်တွေရဲ့ကြားမှာတဖြည်းဖြည်းလူပြောများလာခဲ့တာပဲဖြစ်ပါတယ်။ဒါရိုက်တာပြည်ဟင်းနဲ့လွှမ်းပိုင်ဆိုတာကလည်းတစ်ချိန်လုံးကတော့သွေးတောင်ကြီးအကိုတွေလိုအတူတူနေထိုင်သွားလာနေခဲ့ကြတာပဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ဒါရိုက်တာပြည်ဟင်းနဲ့လွှမ်းပိုင်တို့ဟာအချင်းချင်းမသိမရကနေပြီး ဒေါက်တာပြည်အင်းကလွမ်းပိုင်ရဲ့နောက်ကျောင်းတွေကိုဖော်ဆောင်ရင်းလွမ်းပိုင်နဲ့မန္တန်းစုတို့ရဲ့နောက်ကျောင်းတွေကိုပါဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ရှေ့မကြသေးခင်အချိန်တုန်းကလည်းတရုတ်စုံလွမ်းပိုင်ဟာနော်ဖော့အေတာနဲ့ဗီဒီယိုဖိုင်တစ်ခုအွန်လိုင်းပေါ်မှာပြန်လည်လာခဲ့တာကိုကျွန်တော်တို့လည်းသိရှိပြီးသားပဲဖြစ်ပါတယ်။အခုလိုတယောက်နဲ့တယောက်အချင်းများကြာရင်ဒေါက်တာပြည်အင်းဟာရုပ်ရှင်လောကမှာငါဘလို့နေရဆိုတာမင်းသိပါတယ်။ဘဂမမင်းနန်းစုယူတီဆိုနဲ့ဘာဖြစ်ခဲ့တယ်ဆိုတာမင်းအတီဆုံးမှာစသည်ဖြင့်သူ့ရဲ့ Facebook မှာအခုလိုမျိုးပို့တင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပြင တာနာမိုးသိမ့်နေရောဘလို့ပတ်သက်မှုရှိနေတယ်ဆိုတာကိုတော့ကျွန်တော်တို့လည်းမသိရသေးပါဘူး။တော်ကမင်းသမီးခန်းထဲမှာသွားနေပါတယ်လို့ဖင်ခံလေကွာဟဲ့အောင်မင်းရိုက်ရုပ်ရှင်ရိုက်ခွဲမှာမင်းဒါအပြင်ဒေတာပြေးဟာငါမှတရားဝင်မိမတယောက်ပဲရှိတယ်။မင်းလိုမယူဘဲနဲ့သူများတာသမီးတွေကိုခိုးမစားဘူးဆိုပြီးတော့လဲ post တင်ထားခဲ့ပါသေးတယ်။ဟိုကလေကျွန်တော်ဒီနေ့မှာ driver ပြေးပြီးရတယ်ကျွန်တော်ဒီနေ့မှာတချို့နေရာတချို့ကိစ္စတွေမှာတော်တော်သဘောထားတူပါတယ်။ပြေးပြီးရတော်တော်ပြောနေတယ်ပူဆန်း။ ခင်ဗျာပြေးပြပြောတော့ကျွန်တော်တော့နှစ်ထောင်ကြည့်ပါလူရှင်လောကမှာတကယ်ကိုခင်ဗျာသူပြောတာဟိုဟိုသူပြောတာတော်တော်များမှန်တယ်90ကျော်တော့ဘော်ဘီဆာဆာနဲ့ပြက်ပြီးရဲ့နောက်ပိုင်းမှာတော့လွမ်းပိုင်ရဲ့အရှုပ်တော်ပုံဇက်လန်းတွေဟာတလောက်ကို၃မျိုးလောက်အ ਨੇ စုံကြားနေရတာပဲဖြစ်ပါတယ်လွမ်းပိုင်နဲ့ပြည်ဟင်းတို့ရဲ့ကိစ္စမှာတော့ personal ကိစ္စ ਈ တာမကပဲနိုင်ငံရေးအကြောင်းအရာတွေကပါအနည်းငယ်ညှိစွန်းလာတာပဲဖြစ်ပါတယ်